ေးဆက်တဲ့စောင်းရသည်မှာဥယောင်းတဲ့တရေတစ်ကောင်ကြောင်ပြောနေကြပြီဘယ်နေရာကြည့်ကြည့်လူတွေကဒီအကြောင်းပဲပြောနေကြတာပေါ့အဲ့ဒီအချိန်မှာတငယ်ချင်းနှစ်ယောက်ဖြစ်တဲ့အောင်လိုင်းနဲ့မင်းသူတို့ဟာမောင်မဲနေတဲ့လမ်းကြားလေးထဲမှာလမ်းဖြတ်လျှောက်လာခဲ့ကြပါတယ်မင်းတခုခုမကြားမိဘူးလားဘာပြီးပြောနေတာလဲဟာဥယောင်းတဲ့တရေအကြောင်းပြောနေတာလေတခြားဘသူ့အကြောင်းဖြစ်မလဲအေးငါလည်းကြားမိတယ်အဲ့ဒီတရေနဲ့မျက်နှာချင်းဆိုင်တွေ့ရတဲ့သူဘသူမှအသက်ရှင်မကြမ်းခဲ့ဘူးတဲ့ ဒါကြောင့်မင်းကမင်းကိုဒီလိုလူပြက်တဲ့ညမှာလမ်းဖြတ်မလျှောက်ဖို့တားနေတာပေါ့ကွာအဲ့ဒီဥယောင်းတဲ့တရေငါတို့ရှေ့ရောက်လာရင်ဘလို့လုပ်မလဲဟဲ့အောင်မကြောက်ပါနဲ့ကွာငါရှိနေတာပဲဘာမှဖြစ်စေရအောင်ဒီလိုပြောနေတော့မှပဲသူတို့နောက်ကနေကြောက်မဖွယ်ကောင်းတဲ့အတန်ကြီးတတန်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီတန်ကိုကြားလိုက်ရတော့တငယ်ချင်းတယောက်ရဲ့ခြေလက်တွေကအားပြုတ်သွားတော့တာပေါ့ဥဝယ်ပါအောင်မြို့အကိုတို့ဥလိုချင်လားဗျာမလိုချင်မှုပြို့ကျွန်တော်တို့ဥမဝယ်ချင်ဘူးတခြားနေရာသွားပါတော့ ဝယ်ပါအောင်ဗျာဒီဆောင်းအေးအေးမှာဥစားလိုက်ရင်အကြိုက်တွေသွားမှာဗျဟမ်ကျွန်တော်တို့ဥမစားခြင်းဘူးတခြားနေရာသွားလို့ဘာဖြစ်နေရလဲကြာဒီစကားကိုကြားလိုက်တာနဲ့ဥရောင်းတဲ့သူရဲ့ကိုခန္ဓာဟာပြောင်းလဲသွားတော့တယ်မျက်လုံးတွေကကြောက်မွက်ွယ်အနီအောင်ဖြစ်လာပြီးမျက်နှာကကြောက်စရာကောင်းတဲ့ဘလူးတကောင်လိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်ကြောက်စရာကောင်းတဲ့အတန်နဲ့ပြောလိုက်ပါတယ်ဘာလဲမင်းတို့ကငါဒီလောက်တောင်းဆိုနေတာတော့ငါစရာဥမဝယ်ဘူးဟုတ်လားအခုတော့မင်းတို့နှစ်ယောက်စလုံးကစားပလိုက်တော့မယ် ဒီနောက်မှာတော့အွန်လိုင်းနဲ့မင်းသူတို့ရဲ့အော်ဟစ်တန်တွေကကျေလောင်စွာထွက်ပေါ်လာခဲ့ပါတော့တယ်။ဥယောင်းတဲ့တရဲကသူတို့နှစ်ယောက်စလုံးကိုရက်ဆက်စွာတက်ဖြတ်ပြီးစားတောက်လိုက်ပါတော့တယ်။တဲတဲဟာကောလိပ်ပိတ်ရမှာသူ့ရဲ့ဇာတိရွာကိုပြန်ရောက်လာခဲ့ပါတယ်။ဘတ်စကာဘောကဆင်းပြီးအိမ်ကိုအများဆုံးရှောက်သွားနေတော့အိုးအိမ်ငမြန်ရောက်ချင်နေတဲ့စိတ်နဲ့ဘာမှစားဖို့မေ့နေလိုက်တာ။အခုတော့ဘိုင်းရမ်းစာနေပြီ။တေပါပြီ။တော်တော်နဲ့တီးမခံနိုင်တော့ဘူး။ဒါပေမဲ့ဒီလိုညှဉ်းနှက်ပြီးလူပြတ်တဲ့လမ်းမှာဘာများစားစရာဆန်ဝစ်နိုင်ပါလဲ။ အဲ့ဒီအချိန်မှာသူ့အနီးအနားမှာစားသောက်ဆိုင်ရွေလျားလဲလေးတစ်စီးကိုလှမ်းတွေ့လိုက်ရတယ်။တဲတဲဟာအဲ့ဒီလဲလေးစီကိုအပြေးသွားလိုက်ပါတယ်။အကိုကြီးဘာစားစရာမရနိုင်မလဲ။ကျမဘာရမ်းစားနေလို့ပါ။ဟုတ်ကဲ့မမလေး။ဥရောရှိရဲစားကြပါသလား။ဘာ?ဥဟုတ်လား။ဒီလောက်မျက်နှာကြီးကိုဘသူကဥစားလို့လဲ။အသုံးဝင်တဲ့ဟာတခုဖြစ်မယ်လို့ထင်ထားတာ။ယူပါအောင်မမလေး။ဒီဆောင်အေးအေးမှာဥကမမလေးအတွက်ရမ်းကြိုးရှိမှာပါတော်ပြီတော်ပြီကျမမစားခြင်းဘူး ဒီစကားကြားလိုက်တာနဲ့ဥရောက်တဲ့သူဟာသူ့ရဲ့ပုံစံကိုစတင်ပြောင်းလဲလာခဲ့ပါတယ်။သူ့ရဲ့ကြောက်စရာကောင်းတဲ့ပုံစံကိုမြင်လိုက်ရတော့တဲတဲဟာအယမ်းကြောက်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့တာပေါ့။ဒါပေမဲ့ဥရောက်တဲ့တရေကသူ့ရှိကိုအများနဲ့ရောက်လာနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဥရောက်တဲ့တရေကတဲတဲကိုတတ်စားလိုက်ပါရယ်။ရွာထဲမှာဇက်တိုက်ဖြစ်ပျက်နေတဲ့ဒီအဖြစ်ပျက်တွေကြောင့်ရွာတရွာလုံးမှာဥရောက်တဲ့တရေကိုတောက်ရုံထိတ်လန့်နေကြပါတယ်။ညဘက်ဆိုရင်လူတွေဟာအိမ်ကနေအောင်ထွက်ရဲကြတော့ပါဘူး။ ။ဖိတ်ဆိတ်နေတဲ့အမောင်တို့ကိုခွဲထွက်ရင်ယထာဟာရွာကဘူတာကိုဆက်ရောက်လာခဲ့ပါတယ်။ရီရီဟာသူ့ရဲ့ခီးဆောင်အိတ်ကိုဆွဲပြီးယထာဘုံကနေဆင်းလာခဲ့ပါတယ်။ကောင်းပြီ။နောက်ဆုံးတော့ငါရောက်လာခဲ့ပြီ။အခုတော့မင်းတို့ဘယ်သူမှကယ်နိုင်တော့မှာမဟုတ်ဘူး။ဆောင်ရအေးအေးမှာဟီဟာသူ့အိမ်စီကိုလမ်းလျှောက်သွားနေခဲ့တယ်။သူမဟာတစုံတရာကိုရှာနေတယ်လို့မျိုးဘယ်ညာလှက်ကြည့်နေခဲ့ပါရဲ့။အိမ်နောက်မှာတော့အိမ်တအိမ်ရဲ့တကားကိုခောက်လိုက်ပါရဲ့။ဟဲဟီဟီငင်ဘယ်တော့ရောက်ပါလဲဖုန်းလည်းမဆက်ဘူးသတင်းလည်းမပေးဘူးတော့ အမဒီလိုတွေဖြစ်ပြီးနောက်ပိုင်းတော့ကျမလာဖို့လာရမှာပေါ့လာလာလာအထဲဝင်ခဲ့အမဒီလိုကိစ္စကြီးဖြစ်နေကြကိုကျမတို့တခါမှအသိမပေးကြတာဘာကြောင့်လဲနေရမမေးတော့ငါဘာပြောရမလဲကွယ်သူ့စီမှာဒီလိုမျိုးဘယ်လိုဖြစ်သွားလဲဆိုတာကိုငါတို့တော့မယုံနိုင်ခဲ့ဘူးညဘတစ်ယောက်တည်းမသွားဘူးငါပြောခဲ့တယ်ဒါပေမဲ့ तू ကငါစကားအောင်နားမထောင်ခဲ့ဘူးပို့ပို့ဟာစကားပြောပြီးကြဲလောင်စွာနဲ့ငိုပါတော့တယ်စိတ်ထဲမကြပါနဲ့ငါရောက်နေပြီလေအမှန်တရားကိုမကြခင်ရှောက်ခွေနိုင်တော့မှာပါ ဒါကတဆေရဲ့လက်ချက်လုံးကမထင်ဘူးဒီနောက်ွယ်မှာကြံစီမှုတစ်ခုခုရှိကိုရှိနေရမယ်ဒီကိစ္စရဲ့အရင်အမြစ်ထိကိုငါသွားအောင်သွားမယ်ကိုကိုဟာသူ့မိသားစုနဲ့အတူအနီးအနားရွာမှာနေထိုင်ပါတယ်တရက်ပွဲစည်းကနေအိမ်ပြန်ခရီးမှာမမေဒီနေ့ပွဲစည်းမှာပျော်စရာကောင်းလိုက်တာနော်ဟုတ်တယ်သားအခုတော့သားပျော်ပြီနော်ပျော်တာပေါ့ကွာဒီနေ့ပွဲစည်းမှာအယုတ်တွေအများကြီးဝယ်ခဲ့တယ်ပြီးတော့မုတ်တွေလည်းစားခဲ့သေးတယ်လीအဲဒီနောက်မှာတော့တမိသားစုလုံးကရီမောလိုက်ကြပါတယ် အဲ့ဒီအချိန်မှာပဲခလေးဖြူဖြူကလက်တစည်းကိုမြင်လိုက်ရတယ်။ဖေဖေကျွန်တော်အဲ့ဒါလေးလိုချင်တယ်။အခုပဲပွဲစည်းမှာမုတ်တွေအများကြီးစားခဲ့တာကိုနောက်ထပ်ဘာလိုချင်သလဲလဲ။အေးပါအေးပါထားလိုက်ပါတော့။အများရန်လိုပဲတားမီနှစ်ယောက်ရဲ့ဆန္ဒတွေကပြည့်မြောက်သွားရင်ငါပျော်ပါတယ်။အဲ့ဒီနောက်ကိုကိုဟာသူ့မိသားစုနဲ့အတူအဲ့ဒီလဲနာကိုရောက်လာခဲ့ပါတယ်။ဟေးအကိုဘာရရောက်နေတာလဲ။ဥရောက်နေပါတယ်ဗျာ။ဝဲချင်ပါသလား။ကျွန်တော်ဥစားမယ်ဖေဖေ။ကျေးဇူးပြုပြီးဝယ်ပေးပါနော်။ကောင်းပြီကောင်းပြီဝယ်ပေးပါမယ်။ အခုရေးဥနှလုံးတော့ပေးပါဗျာအဲ့ဒီနောက်လှဲသမားကဖြူဖြူကိုဥနှလုံးပေးလိုက်တယ်မေမေဥကအရန်အရသာရှိတယ်မေမေလဲစားပါအောင်လားတော်ပြီတော်ပြီငါဒီပုတ်သုံးနေတဲ့ဥတွေကိုမစားချင်ဘူးဒါပဲစားဒီစကားကိုကြားလိုက်တာနဲ့ဥရောင်းတဲ့သူရဲ့နှလုံးတွေကအနီအောင်ဖြစ်လာပါတော့တယ်ညနာကကြောက်စရာကောင်းလာပြီသူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အတန်နဲ့ပြောလိုက်ပါတယ်။နင်းနင်းဘာပြောလိုက်တာလဲ။ဥမစားခြင်းမူတယ်ဟုတ်လား။ဟုတ်လေ။ကျမအမှတ်မထင်ပြောလိုက်မိတာပါ။ကျမကိုခွင့်လွှတ်ပေးပါနော်။ ခွင့်လွတ်ဖို့ဟုတ်လားအဲ့ဒါကိုငါမလုပ်ဘူးဒီလိုပြောပြီးတရဲဟာသူမရဲ့လက်ဘင်းကိုဖမ်းဆုပ်ပြီးလေထဲကိုပြစ်တင်လိုက်ပါတယ်ဥယောင်းတဲ့တရဲဟာနောက်လက်တစ်ဖက်နဲ့ကိုကိုကိုပါလေထဲကိုပြစ်တင်လိုက်ပါတယ်ဒါကိုမြင်တော့ခလေးလေးဖြူဖြူဟာအတန်ကြဲကြဲနဲ့ငိုပြီးတရဲကိုသူ့မိဘတွေကိုလှုပ်ပေးဖို့တောင်းပန်နေကြတော့တာပေါ့အဲ့ဒီအချိန်မှာနောက်ကနေအတန်တန်ထွက်ပေါ်လာခဲ့ပါတယ်ရက်လိုက်စမ်းသူတို့ကိုလှုပ်ပေးလိုက်ငါမင်းကိုဘသူအသက်ကိုမှထပ်ယူခွင့်မပေးနိုင်တော့ဘူးနင်ကငါ့ကိုတားမယ်ပေါ့ဟုတ်လား အခုပဲနင်ဘာဖြစ်သွားမလဲဆိုတာသိစေရမယ်။ဒီလိုပြောပြီးသူတို့နှစ်ဦးကိုဝေးရဖို့ပြစ်လိုက်ပြီးရီးရီစီကိုရှောက်လာခဲ့ပါတယ်။ငါကမင်းတို့တရဲတွေကိုမကြောက်ဘူး။မင်းပျော်ရှင်မှုအတွက်အပြစ်မဲ့သူတွေကိုအသက်ယူရတဲ့သူကိုချစ်ရတဲ့သူဆုံးရှုံးရတဲ့ဝေဒနာကိုမင်းကဘယ်လိုသိနိုင်မလဲ။ဒီစကားကိုကြားလိုက်တော့ဥယောင်းတဲ့တရဲဟာရက်တန်သွားပြီးသူ့ရဲ့အရင်လူသားပုံစံကိုပြန်ပြောင်းသွားခဲ့ပါတယ်။အခုတော့သူ့မျက်လုံးတွေမှာနာကျင်မှုနဲ့ဝေဒနာတွေကိုမြင်နေရပြီ။ တော်ရင်နေတဲ့အတန်နဲ့သူဟာဟီဟီကိုသူ့ရဲ့ဇလန်းကိုပြောပြလိုက်ပါတော့တယ်။အရင်ကငါလဲမင်းလိုပဲပျော်ရှင်တဲ့လူတစ်ယောက်ပါ။ငါနဲ့ငါဇနီးကဒီရမှာဥယောင်းနဲ့လှဲလေးနဲ့စီးဝါရှာခဲ့ကြတယ်။ရွာသားတွေအားလုံးဟာငါတို့စီကဥတွေလာဝဲလေးရှိကြတယ်။ငါတို့လှဲရှိမှာမဟုတ်ပဲသေးစားရောင်းတဲ့သူတစ်ယောက်လည်းရှိတယ်။သူကငါတို့တိုးတက်လာတာကိုအယံမနာလို့ဖြစ်ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့မနာလို့မှုကြောင့်ဒီလိုမျိုးလုပ်လိုက်မယ်လို့ငါအိမ်မထက်တော့မထင်ခဲ့မိဘူး။ဒီလိုပြောပြီးသူဟာတိတ်ဆိတ်သွားတယ်။ ပြီးတော့ဘာဖြစ်လဲဘာလို့တိတ်သွားရလဲပြောပါဦးဘာဆက်ဖြစ်တာလဲတနေ့မှငါနေမကောင်းဖြစ်နေခဲ့တယ်ဒါကြောင့်ဆိုင်မှာငါဇနီးပဲရှိရယ်နေ့လယ်ဘက်မှာသူငါ့ကိုဆေးပေးဖို့အိမ်ပြန်လာခဲ့တယ်အကိုဒီနေ့ကျမခင်ပေါ်နေမကောင်းဖြစ်နေလို့ပါကျမသူ့ကိုဆေးပေးပြီးပြန်လာခဲ့မယ်နော်အဲ့ဒီအချိန်ထိအကိုကျမဆိုင်ဝီယူဆိုင်ပေးထားပါအောင်နော်အဲ့ဒီနောက်မှာဥယောင်းတဲ့သူရဲ့ဇနီးဟာအိမ်ကိုခတ်သွားခဲ့ပါတယ်ဘာလဲရှင်ကလူတိုင်းအတွက်လှုပ်လှုပ်ပေးရမယ့်တာဝန်ရှိလို့လား သူ့ဆိုင်ကိုကြည့်ပေးဖို့ရှင်ဘာလို့သဘောတူလိုက်တာလဲ။အိုးကံကောင်းခြင်းရဲ့မိခင်ဘာလို့ဒေါသထွက်နေရလဲ။ဒါရီအားကငါတို့အကျိုးအတွက်ပဲလုပ်တာပါ။ဒီလိုပြောပြီးသူဟာကြွက်သက်ဆေးကိုအမြန်ထုတ်ယူလိုက်ပြီးဥဆိုင်တွေကဥအားလုံးပေါ်ကိုဖြူလိုက်ပါတော့တယ်။အဲရှင်ရဲ့အုံနောက်ကလည်းပြောစရာမရှိဘူးအံ့ဩစရာပဲ။ဒီအချိန်မှာဥရောက်တဲ့သူရဲ့ဇနီးဟာဆိုင်ကိုပြန်ရောက်လာပြီးဖောက်တယ်တွေကိုလာရောက်ကိုစောင့်နေခဲ့တယ်။မကြခင်မှာပဲအမြဲတမ်းလိုပဲဖောက်တယ်ပြီးတန်းစီလာကြပါရဲ့။ဥရီအားလုံးကုန်သွားတော့သူပျော်ရွှင်စွာအင်ကန်လာခဲ့တော့တာပေါ့။ ရှင်နားထောင်ပါဦးဒီနေ့တော့အန်အောစရာပဲဥရေအကုန်လုံးအရင်မြန်မြန်ကုံသွားတယ်အဲ့ဒီနောက်မှာသူဟာအိမ်အလုပ်တွေလုပ်နေခဲ့တယ်အဲ့ဒီအချိန်မှာလူရဲ့စုညာဏံကိုကြားလိုက်ရပြီးတကောက်ခပ်ပြင်းပြင်းခောက်တဲ့အတန်မှာကြားလိုက်ရတယ်တကောက်ခွင့်လိုက်တာနဲ့ဒီလိုလောဘကြီးတဲ့သူရဲ့အသက်ရှင်ဖို့ထိုက်တန်မှုမရှိဘူးသူတို့ကိုမီးရှို့ပြီးတတ်ပြစ်ရမယ်အဲ့ဒီလိုပြောပြီးလူရဲဟာသူတို့ရဲ့တဲအိမ်လေးကိုမီးရှို့လိုက်ကြပါတယ်ဒါကြောင့်ဥယောင်းတဲ့သူနဲ့သူစနီးဟာအလွန်ဝမ်းနဲ့ပွဲကောင်းတဲ့နီလန်းနဲ့တည်ဆုံသွားခဲ့ရပါတယ် မင်းပေါ်မှာအရန်မှားရင်းခဲ့တယ်ဆိုတာငါသိပါတယ်။ဒါပေမဲ့လူတယောက်ရဲ့အမှားအတွေ့အပြစ်မဲ့သူတွေကိုအပြစ်ပေးတင်သလား။မင်းတက်ခဲ့တဲ့လူတွေထဲမှာငါ့ရဲ့ငယ်တငယ်ချင်းတက်တက်လေးပါခဲ့တယ်။ငါမင်းကိုဘသူအသက်ကိုမှထပ်ယူဝင်ပေးတော့မှာမဟုတ်ဘူး။အဲ့ဒီအချိန်မှာဟီဟာဖုန်းကြီးတစ်ပါးကိုခေါ်လာခဲ့ပါတယ်။ဖုန်းကြီးဟာမန်နရီတစ်ခုပြီးတစ်ခုရွတ်ဆိုတော့တယ်။အဲ့ဒီမန်နရီကိုကြားလိုက်ရတော့ဥယောင်းတဲ့တရေဟာထိတ်လန့်သွားပြီးအကျယ်ကြီးအော်တော့တာပေါ့။လှုပ်ပေးပါကျွန်တော်လှုပ်ပေးပါဒါရယ်မလှုပ်ပါနဲ့ကျွန်တော်လှုပ်ပေးပါ။ နောက်ဆုံးမှာတော့ဥယောင်းနဲ့တရေရဲ့ဝိညာဉ်ဟာလွတ်မြောက်ခြင်းကိုရရှိခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့အဲဒီဥယောင်းနဲ့တရေကိုဘယ်သူမှမတွေ့မြင်ရတော့ပါဘူး။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ချင်တဲ့ဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှော်ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။